VOA Chico တာတာမီမီတို့အတွက်ရွေးချယ်ထားတဲ့ဒီနေ့အကောင်လေးကတော့စိတ်လေးပဲဖြစ်ပါတယ်။စိတ်လေးတွေကချစ်စရာကောင်းတဲ့တရိษံလေးတွေပါတဲ့။တို့တို့ကချစ်စရာကောင်းတဲ့မျက်လုံးလေးတွေ၊နှရွက်ကြီးတွေ ပြီးတော့နှက်ခမ်းလေးတွေလည်းရှိပါတယ်တဲ့။တို့ကလူတွေနဲ့ရင်နေပြီးမွေးမြူလို့ရတဲ့တရိษံလေးတွေဖြစ်ပါတယ်တဲ့။စိတ်တွေကမျက်နဲ့အရွက်တွေကိုစားတတ်တယ်တဲ့။တို့တို့ကမျက်ခင်းတွေ၊ဂျုံခင်းတွေမှာစားရတာကိုလည်းကြိုက်နှစ်သက်ပါတယ်တဲ့။ သူတို့လေးတွေကအပင်တွေကိုစားရင်းနဲ့တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ပေးတတ်တဲ့အကောင်အရည်တွေဖြစ်ပါတယ်တဲ့စိတ်တွေကလူတွေအတွက်နို့ကိုလည်းထုတ်လုပ်ပေးတယ်တဲ့စိတ်နို့ကကျမ်းမာရေးအတွက်အရန်ကောင်းပါတယ်စိတ်နို့ကိုတောက်လို့ရတယ်လို့ဒိန်ခဲဒိန်ချင်လိုမျိုးအစားအစာတွေလည်းပြုလုပ်လို့ရပါတယ်တဲ့စိတ်လေးတွေကတောင်တက်တာခုံတာပြေးတာတွေကိုစိုက်နေတတ်တယ်သူတို့ကစူးစမ်းလို့စိတ်များပြီးစိတ်ဝင်စားစရာအရာတွေကိုလည်းလိုက်ကြည့်တတ်ကြရဲ့တဲ့စိတ်လေးတွေကကဘာအနှံ့ နေရာအများစုမှာရှိတတ်ကြတယ်။အထူးသဖြင့်တောင်တန်းတွေကျေးလက်ဒေသတွေမှာပေါက်ဖွားတယ်တဲ့။သူတို့ကရာသီဥတုအမျိုးမျိုးကိုခံနိုင်ရင်ရှိတဲ့သတ္တဝါလေးတွေဖြစ်ပါတယ်တဲ့။ကဲအခုစိတ်လေးတွေအကြောင်းမိကုံးလေးတွေဖြစ်ကြည့်ရအောင်။စိတ်လေးတွေကဘယ်မှာနေရတာကိုကြိုက်လဲ။တဂျုံခင်း။နဲရုပ်ရှင်ရော။၃ကစားခွင်း။ ဟုတ်ပါတယ်စိတ်လေးတွေကဂျုံကင်းထဲမှာနေရတာလေကြိုင်းနေတဲ့တဲ့သတ္တဝါလေးတွေပဲဖြစ်ပါတယ်။နောက်ထပ်အကောင်တွေကြောင်းလည်းထပ်ပြောပြပေးမယ်နော်။ HAMSTER hamster ကဲဒီတစ်ခါတော့တောတောင်မီမီတို့ရဲ့အကြိုက်ဆုံးအိမ်မွေးတလေးဆန်လေးဖြစ်တဲ့ hamster လေးအကြောင်းကိုပြောပြမယ်နော်။ hamster လေးတွေမှာနူးညံ့တဲ့အမွေးတွေလှပတဲ့မျက်လုံးလေးတွေနဲ့ချစ်စရာကောင်းတဲ့အမီးလေးလည်းရှိပါသေးတယ်။ hamster လေးတွေက ညဘက်မှာတက်တက်ကြွကြွနဲ့ကစားတယ်အလုံးလုံးတယ်ပြီးရင်မိခင်ဘက်ကျတော့တစ်နေ့လုံးအိတ်နေလေးရှိပါတယ်တဲ့ဟမ်စတာလေးတွေရဲ့ထူးခြားချက်ကအစာကိုတိုးလောင်နိုင်ပါတယ်တဲ့သူတို့ရဲ့ပတ်သက်ထဲမှာအစာတွေကိုတိုးလောင်ပြီးသူတို့ရဲ့အိမ်ထဲမှာပြန်ပြီးတော့အစာလေးတွေကိုတိမ့်စီထားတတ်တယ်ဒါကသူတို့ရဲ့သဘာဝအလေးထားတစ်ခုလည်းဖြစ်ပါတယ်တဲ့ဟမ်စတာလေးတွေကလှုပ်ရှားမှုမြန်ပြီးတော့တစ်ချိန်လုံးသူတို့ရဲ့လေးကျင့်ခန်းလုပ်တဲ့ဘိန်းလုံးလေးတွေပေါ့ ြီးနေရတာကိုသဘောကျတယ်တဲ့ဟမ်စတာလေးတွေကသူတို့ရဲ့မိသားစုနဲ့အတူတူနေရတာကိုသဘောကျတယ်မိသားစုနဲ့အတူနေတယ်မိသားစုနဲ့အတူတူကစားလို့ရှိပါတယ်တဲ့ဟမ်စတာလေးတွေကအသီးလေးတွေနေကြစီလေးတွေအရွက်လေးတွေအဲ့ဒါလေးတွေကိုနှစ်သက်စွာနဲ့စားတောက်တတ်ကြတယ်တဲ့ကဲဒါကတော့ဟမ်စတာလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်ကဲအခုဟမ်စတာလေးတွေကိုတိပြီးဆိုတော့မေကွန်းလေးတွေဖြေရအောင်။ကဲဟမ်စတာလေးတွေက1ညဘက်မှာအိတ်တယ် နှစ်နေ့လယ်ဘက်မှာအိပ်တယ်သုံးလုံးဝမအိပ်ဘူးကဲဖြည့်ကြည့်ကြပါအောင်ဟုတ်ပါတယ်ဟမ်စတာလေးတွေကနေ့ခင်းဘက်မှာအိပ်တဲ့ကလေးတွေပါနောက်ထပ်အကောင်တွေကြောင်းလည်းထပ်ပြောပြပေးမယ်နော် PKR OT parrot ကဲဒီနေ့တော့ကြက်တူရွေးလေးအကြောင်းပြောပြမယ်ကြက်တူရွေးတွေကအယောင်စုံလင်တဲ့လှပရဲ့မျက်တွေဖြစ်ပါတယ်ကြက်တူရွေးမှာ အစိမ်းရောင်အပြာရောင်အနီရောင်အဝါရောင်လိမ္မော်ရောင်စတဲ့အရောင်တွေစုံလင်ပြီးတော့သူတို့ကိုကြည့်ရတာအရန်ကိုလှပတဲ့ငှက်ကလေးတွေဖြစ်ပါတယ်တဲ့ကြက်တူရွေးတွေဟာစကားလဲပြောတတ်တယ်သူတို့ဟာလူရဲ့စကားလုံးကိုအတုခိုးပြီးလိုက်ပြောတတ်တယ်သူတို့ကိုတေချာလေးကျင့်ပြီးရင်စကားလုံးတွေကိုလည်းမှတ်မိပြီးတော့လူတွေပြောသမျှကိုလိုက်ပြောနိုင်ပါတယ်တဲ့ကျက်တူရွေးလေးတွေဟာညံရင်မြင့်မာတဲ့စမတ်ကြရဲ့ငှက်လေးတွေဖြစ်ပါတယ်တဲ့ သူတို့ကိုတေချာလေးကျင့်ပြီးတင် जा ပေးထားလို့ရှိရင်ဘယ်အသည့်ပြဿနာတွေကိုသူတို့ကဖြေရှင်းနိုင်လေတဲ့နောက်ပြီးတော့စက်တူရွေးလေးတွေဟာအစာကိုဒီတိုင်းမဟုတ်ဘဲနဲ့ခြေဖဲ့ပြီးတော့စားတတ်ကြတယ်သူတို့ကအစိအစံလေးတွေကိုကြိုက်တယ်တက်သီးတွေဟင်းသီးဟင်းရွက်တွေကိုစားရအောင်လဲကြိုက်နေတတ်ကြတယ်တဲ့နောက်ပြီးစက်တူရွေးလေးတွေကလူတွေနဲ့လည်းမိတ်ဆွေဖွဲ့တတ်ကြတယ်တဲ့တာတာမီမီတို့သူတို့ကလူတွေကိုချစ်ခင်ပြီး ျော်ရွှင်စေတဲ့အပြုအမူတွေကိုလည်းလုပ်တတ်ကြရဲ့တဲ့။ကဲစက်တူရွေးလေးတွေအကြောင်းကိုသိပြီဆိုတော့မိကုံးလေးနည်းနည်းလောက်ဖြည့်ကြည့်ရအောင်။စက်တူရွေးလေးတွေကဘာလုပ်တတ်လဲ။တစကားပြောတတ်တယ်။နှစ်ရေကူးတတ်တယ်။သုံးအမဲလိုက်တတ်တယ်။ဟုတ်ပါရဲ့စက်တူရွေးလေးတွေကစကားပြောတတ်ပါလေ။ကဲအခုတော့စက်တူရွေးလေးတွေအကြောင်းကိုသိပြီဆိုတော့နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့အကောင်လေးတွေအကြောင်းလည်းထပ်ပြောပြမယ်နော် MONKEY monkey ကတမီမီတို့ကိုအခုပြောပြမှာကတော့စိတ်ဝင်စားစရာကောင်းတဲ့မြောက်ကလေးတွေအကြောင်းပဲဖြစ်ပါတယ်မြောက်လေးတွေကလူတွေနဲ့ဆင်တူတဲ့မျိုးစိတ်တွေကတခုပဲဖြစ်တယ်။သူတို့မှာလက်တွေခြေတွေရှိပြီးသစ်ပင်ပေါ်တွေကိုအလွယ်တကူတတ်နိုင်တဲ့အရေးချင်းလည်းရှိပါသေးတယ်။ မြောက်တွေကအုပ်စုလိုက်နေထိုင်တတ်တဲ့တရဝါလေးတွေပါသူတို့ကအုပ်စုဖွဲ့ပြီးလှုပ်ရှားတာစားတောက်တာကစားတာတွေလည်းလုပ်တတ်ပါရဲ့တဲ့မြောက်တွေကလည်းအစုံစားတဲ့တရဝါတွေပါပဲသူတို့ကအသီးနှံတွေအရွက်တွေပိုးမွှားတွေငှက်ဥတွေစတာတွေကိုစားတတ်တယ်တဘာဝတွေမှာရှိတဲ့အစားအစာတွေကိုလည်းရှာဖွေစားတောက်တတ်ကြပါတယ်တဲ့မြောက်တွေကညံရည်မြင့်တဲ့တရဝါလေးတွေဖြစ်ပါရဲ့ သူတို့ကအယုတ်တွေနဲ့ကစားတာဗဟေရီဖြေတာလူတွေရဲ့အပြုတ်အမူတွေအတိုင်းကိုလိုက်လုံနိုင်တဲ့စွမ်းရည်ရှိပါတယ်တဲ့။ယောက်ကလေးတွေကကဘာတဝမ်းမှာရှိကြတယ်။ကဘာနေရအများစုမှာသူတို့ကနေထိုင်နေတယ်။အထူးသဖြင့်တစ်တောတွေတောင်နှမ်းတွေမှာပေါက်ခွာတယ်။သူတို့ကလည်းယာဒီဥတုအမျိုးမျိုးကိုခံနိုင်တဲ့တလိဆန်မျိုးဖြစ်ပါတယ်တဲ့။ကဲမြောက်ကလေးတွေအကြောင်းကိုတည်ပြီးဆိုတော့မြောက်လေးတွေအကြောင်းဖြေရအောင်။မြောက်တွေကဘယ်မျိုးစိတ်ဝင်နေတဲ့ရလဲ။ တဲ့လူတွေနဲ့ဆင်တူတဲ့မျိုးစိတ်တွေရပါနဲ့ငှက်တွေနဲ့တူတဲ့မျိုးစိတ်တွေရပါသုံးငါးတွေနဲ့တူတဲ့မျိုးစိတ်တွေရပါဟုတ်ပါရဲ့မြောက်တွေကလူတွေနဲ့ဆင်တူတဲ့မျိုးစိတ်တွေရအကောင်လေးဖြစ်ပါတယ်ကဲတော်တော်မိမိတို့အခုမြောက်ကလေးတွေအကြောင်းကိုသေချာသိသွားကြပြီနော် SUGA sugar glider glider sugar glider ကဲဒီနေ့တော့ စစ်စရာကောင်းပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကောင်လေးတစ်ခါကြောင်းကိုပြောပြမယ်နော်။တတမမီတို့အတွက်ရွေးချယ်ထားတဲ့အကောင်လေးကတော့ Sugar Glider လေးပဲဖြစ်ပါတယ်။ Sugar Glider လေးကသူတို့မှာပါတဲ့အရေပြားတွန်းကန်အားကိုအသုံးပြုပြီးလေထဲမှာလေဟုန်စီးနိုင်တဲ့သံဝါလေးတွေပဲဖြစ်ပါတယ်တဲ့။တစ်ပင်တစ်ပင်ကနေတခြားတစ်ပင်ကိုခုံပြီးလေဟုန်စီးပြီးတော့လေအလွယ်တကူကူးသွားနိုင်ပါတယ်တဲ့။ Sugar Glider လေးတွေကညဘက်မှာအလုံးလုံးပြီး နေ့ဘက်မှာအနားယူလေးရှိတယ်။သူတို့ကညဘက်မှာအစာရှာဖွေပြီးတော့တက်တက်ကြွကြွနေတယ်ကစားလေးရှိပါတယ်တဲ့။ Sugar glider လေးတွေကသူတို့ရဲ့မိသားစုနဲ့အတူတူနေလေးရှိပါတယ်။မိသားစုဝင်နေတဲ့အတူတူနေပြီးအတူတူကစားရတာကိုကြိုက်နေတတ်ကြပါတယ်တဲ့။ Sugar glider လေးတွေကတစ်သီးတွေပိုးမွှားတွေသိရွက်တွေကိုအဓိကစားသုံးပြီးတော့သူတို့အကြိုက်ဆုံးကတော့တစ်သီးလေးတွေပဲဖြစ်ပါတယ်တဲ့။ ရှူကားဂလိုက်တာလေးတွေကလူတွေအတွက်ပျော်ရွှင်မှုကိုပေးနိုင်တဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။သူတို့ရဲ့ချစ်စရာကောင်းတဲ့အပြုအမူတွေနဲ့လေထဲမှာလေဟုန်စီးပြီးသွာလာနေတဲ့ပုံလေးတွေကလူတွေကိုစိတ်ချမ်းသာစေလိုပါပဲလေ။ကဲ၊ရှူကားဂလိုက်တာလေးအကြောင်းကိုသိပြီးဆိုတော့ရှူကားဂလိုက်တာလေးအကြောင်းကိုဖြည့်ကြည့်ရအောင်။ရှူကားဂလိုက်တာလေးကဘာလုပ်နိုင်လဲ။၁လေဟုန်စီးနိုင်တယ်။၂ခိန်းစော်နိုင်တယ်။၃ထမင်းချက်တတ်တယ်။ ဟုတ်ပါတယ်ရှူကက်ဂလိုက်တာလေးတွေကလေဟုံစီးနိုင်တဲ့တတဝါလေးတွေပဲဖြစ်ပါတယ်။ကဲနောက်အကောင်လေးကြောင်းဆက်နာထောင်ရအောင်။